မင်္ဂလာပါရှင်ဒီဗီဒီယိုလေးကဆာမွေးပွဲအိဇမ်းမှမြန်မြန်နဲ့လွယ်လွယ်အဖြေမှန်ရေးရတဲ့ multiple choice question တွေမှာတွက်လို့ရမယ့်နည်းလမ်းလေးကိုဖော်ပြပေးထားပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါသင်ချာနဲ့ပတ်သက်တဲ့ဗဟုသုတတခုခုတော့ရပါလိမ့်မယ်ရှင်မားနဲ့စုံတဲ့နှလုံးတွဲဂိမ်းတွေကိုနှစ်ထပ်ဂိမ်းအမြန်ရှာနည်းလေးဖြစ်ပါတယ်ရှင် အခု9နှစ်ထက်ဆိုတော့25 5 square 25 25နှစ်ထက်ဆိုရင်ဘယ်လိုလေးဖြစ်မလဲရှာကြည့်ရအောင်တင်အမြောက်တင်အပေါင်းတင်တစ်ကိုတိုးပြီးပေါင်းလိုက်တာလေးမြောက်တာကိုတင်အမြောက်နှစ်ဆိုတော့နှစ်ရပါတယ်ကိန်းလူရ9နဲ့ဆုံးတာမလို့25ကိုပုံတိမှတ်ထားလိုက်ပါအဲ့တော့25ကိုနှစ်နောက်မှရေးလိုက်တော့25ရပါ25 square ကိုရှာမယ်ဆိုရင်လည်းဒီလိုပါပဲနှစ်အမြောက်နှစ်အပေါင်းတင်အဲ့ဒါဆိုရင်နှစ်အမြောက်3 ဆိုတော့6ရပါတယ်ပြီးရင်25ကိုတွဲလိုက်ရုံပါပဲ35ကိုနှစ်ထပ်တင်တယ်ဒီလိုပဲရှာပါတယ်35 the whole square ဆိုရင်3 3 plus 1တိုးတာပေါ့နော်3ကိုတုံးကိုတိုးလိုက်တာပေါ့အဲ့တော့3အမြောက်4ဆိုတော့12ရပါတယ် ပြီးလို့ရှိရင်ငါးနဲ့ဆုံးအောင်မလို့25လေးကိုကပ်ရေးလိုက်ရုံပါပဲအဲ့တော့1 2 2 5ရပါတယ်45 square ဆိုရင်လည်းဒီလိုပါပဲ4အမြောက်လေးကိုတတိုးတော့ငါဒီအပေါ်ကလိုမျိုးပေါ့နော်ဒီအပေါ်ကလိုမျိုးပဲအဲတတိုးရဲပေါ့ဟုတ်ကဲ့အဲ့ဒါဆိုရင်4အမြောက်5က20ပါ20ပြီးရင်25 အဆိုရင်၄၅နှစ်ထက်က2025ရပါတယ်။50က square ကိုရှာရင်လည်း5မြောက်6 equal to 30အနောက်ကနေ25 65 square ကိုရှာမယ်ဆိုရင်လည်း6အမြောက်7 42 25အ9ဆုံးတော့25အဲ့တော့75ကိုရှာ square ကိုရှာရင်လည်း7 multiply 8 56 25 uh 85 the whole square ကိုရှာမယ်ဆိုရင်လေ8 multiply 9 72 25 72 25 95 square လေးကိုတော့ရှာကြည့်ပေးပါနော်နောက်တစ်ခေါက်လေးဖြတ်ပြီးတော့မှအရှင်းပြပေးထားပါရဲ့ရှင်စကြည့်ပေးပါဦး ဒီမှာငါးနှစ်ထက်ဆိုတော့25ပေါ့เนาะ25နှစ်ထက်ဆိုတော့သူက25ဒီငါးဟုတ်ပဲနှစ်ထက်တင်တာမဟုတ်ဘူးเนาะဒီလိုကွင်းစာကွင်းမိန်နဲ့ဒီလိုမျိုးလေးမှန်ပို့ပြီးတော့အဆင်ပြေတယ်သူကဟို25နှစ်ထက်ဆိုတော့25အမြောက်25ဆိုတဲ့အဲဒါကိုဒီလိုရှာနေပြီပေါ့เนาะအလွယ်ပေါ့เนาะ ဒီ55အမြောက်55ဆိုရင်ဒါမြောက်နေမယ်ဆိုအချိန်များများပေးရမယ်ပေါ့နော်ဒါဆိုရင်ဒီဒီ formula လေးမှာထည့်လိုက်မယ်ဆိုရင်အချိန်ကအရင်မပေးရတော့ဘူးပေါ့အဲဒီဒီမှာအခုမှဘယ်ဟာကိုထည့်လဲဆိုတော့ဒီရှေကိန်းကိုပဲထည့်တာရှေကိန်းကိုဒီမှာထည့်အနောက်က9ကိုတော့နှစ်ထပ်တင်တာဒီမှာယူလိုက်တယ်ဥမာဒီရှေကိန်းတစ်ကိုရှာလိုက်တဲ့အခါကျတော့ဘာရလဲဆိုရင်ဒီ2ရတယ်ပေါ့တူရတယ်ဒါပေမဲ့ငါ့ကိုနှစ်ထပ်တင်တာ25ပုံသေးအကုန်လုံးမှာမာဒီ25တွေအကုန်လုံးဒီတိုင်းပဲ ဒီ20လေးကအရန်ညံနေအနည်းဆုံးတက်ဒီဟောင်းနားလည်းနေ5စက္ကန့်လောက်ပဲကြာဥမာဆိုဓမ္မဆိုဒါဆို25 square ပေါ့เนาะ25 square ဆိုလဲဒီတိုင်းပဲ2ကိုပဲဒီအခုဒီ formula a multiply နီးလေးပေါ့เนาะဒီ a plus 1ဆိုတဲ့နေရာမှာထည့်လိုက်တယ်ရှာလိုက်တော့ဘာရလဲဆိုတော့ဒီ6ကိုရအနောက်ကဘာလဲတွဲပစ်လိုက်လဲဆိုတော့225ကိုတွဲပစ်လိုက်တယ်625ဒါဆိုရင်25နှစ်ထက်က 625အဲ့လိုပဲ35 square ဆိုရင်လည်းဒီတိုင်းပဲသူကဒါတစ်ခုလုံးဟိုဖြစ်တာဆိုဘာနဲ့တူလဲဆို35 multiply 35ဒါနဲ့တူတူပဲဒါပေမဲ့ဒီဟာကိုညှောက်နေမယ် multiply လုပ်နေမယ်ဆိုရင်ချိန်ကြာမဲ့အတွက်ကြောင့်မလို့ဘာဒီအရှိက3လေးကိုပဲဒီဒီမှာအစားသွင်းလိုက်တယ်3 multiply 3 1 3 1က4အဲ့ဒီမှာဒီ line focus ဆက်နှစ်ရသွားပြီဒီမှာဆက်နှစ်အဲ့တော့အောက်ကနောက်ကဘာလေးတွဲလိုက်လဲဆို25တွဲလိုက်အဲ့လိုပဲ45နှစ်ထပ်ဆိုရင်လည်း ဒီတိုင်းမှာပဲအဲ့ဒီ multiply 5သူဆိုရင်ဒီ3 1 2 1 1ဆိုပြီးတော့မှ4 1ဆိုပြီးမရှာတော့ဘယ်နဲ့တခါတည်း5လေးကိုတတိုးလိုက်တော့5တော့4ညောင်းငါအဲ့လိုမျိုးတခါတည်းတွက်လိုက်တယ်ပြီးရင်အနောက်ကနေပြီး25တွဲပေးလိုက်အကုန်လုံးဒီတိုင်းအဲ့တော့ကုပတာကိုဒီ95လေးကိုနှစ်ထပ်တင်တာလေးကိုရှာကြည့်လိုက်ပါနော်ကုမတ်မှာအဖြေလေးရေးပေးခဲ့ပါရှင်